ပန္တကုဆိုတာပန္တကုလဆိုတဲ့ပါဠိပုတ်ပန္တကုလို့ခေါ်လိုက်ပန္တဆိုတာကမြေမှုတ်ဥလဆိုတာကလိမ့်ကြံတယ်လို့မြေမှုတ်နေပွားအဝိဆုတ်ကိုပြောတာမြေကြီးထဲမှာလွန်ပြေးလိုက်တယ်မိုးရွာတယ်ဥဆုတ်ကမြေကြီးကတ်သွားပြီးတော့ချုပ်နေပေးတယ်အဲ့ဒီလိုချုပ်နေပေးပြီးတော့နေဘူးလို့ချုပ်တဲ့ခါကျတော့အဲ့ဒီချုပ်နေကဖုံဖုံဖြစ်ပြီးတော့ပိဿာဘောမှာကတ် ဲ့ဒီလိုကတ်နေတဲ့ဟာကိုအဝိဇ္ဇာပန္တကုလပုဂ္ဂိုလ်အဲ့ဒီလိုအဝိဇ္ဇာကိုမှလူတွေမလို့ခြင်းလို့စွန့်ပစ်လိုက်တဲ့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာတွေကိုကောက်ပြီးတော့မှသင်္ကန်းချုပ်ပြီးတော့ဝတ်တာပန္တကုဇောမထေလို့ပေါ့ဒဂရကမလှူတဲ့သင်္ကန်းအဲ့ကိုမဝတ်ဘူးဒဂရကမပိတ်အိုအတိတ်ကြီးလာလို့ရင်လက်မခံအဲ့ဒီတော့ကိုယ့်ဟာကိုလိုက်ကောက်ပြီးတော့မှဝတ်တာ န့်တကူဆောင်မထေလို့ပေါ့အဲ့ဒါကိုဒူတင်ဆောင်လို့လည်းပေါ့ပန့်တကူဒူတင်ဆောင်လို့ပေါ့အဲ့ဒီလိုအဝိစုတ်တွေကိုလိုက်ကောက်တဲ့နေရာကောက်တဲ့နေရာကနှစ်နေရာရှိအဝိစုတ်ရတတ်တဲ့နေရာပေါ့အမိုက်ပုံလူတွေပြည့်လိုက်တဲ့အမိုက်ပုံထဲမှာလည်းအဝိစုတ်တွေလိုက်ကောက်ရတယ်ဒါပေမဲ့လို့အဝိစုတ်အဲ့ဒီအမိုက်ပုံမှာပြည့်တဲ့အဝိစုတ်ကအကောင်းမရတော်တော်ကြီးကိုညှဉ်းနှွမ်းပြီးတော့တော်တော်ကြီးကိုစုပ်ပြပြီးတော့ဆွေးမြေ့နေမှာ